ြီးကပဲဝယ်ဝယ် China North Industries Group Corporation Limited ကနေပဲဝယ်ဝယ်လူတိုင်းဝယ်လို့ရတာမျိုးမဟုတ်ပါဘူးတရုတ်ထောက်လိုင်းရေးကမီးစိမ်းပြထားတဲ့သူသားဝယ်လို့ရပါတယ်အဲ့လိုဝယ်ယူခွင့်ကိုဝတ်ပြည်သွေးစည်းညွညွရေးပါတီနဲ့ဝတ်တက်မတော်ကအစိုးရကလေးကရထားတာပါ drone လက်နက်တွေလဲဝါစီကနေပဲကိုကန်နဲ့ပလောင်ဖွဲ့တွေကရကြတာပါကိုကန်နဲ့ပလောင်နဲ့မကပါဘူး2020ခုຫນွေဥတော်လန်ရေးပေါ်ပေါက်လာပြီးနောက်တက်ဆင်ကြတဲ့လက်နက်တွေအ ਨੇ က အများစုဟာဝါစီကနေရကြတာပါဝါဟာတော်လန်ရေးကိုအဲ့ဒါလိုနောက်ွယ်ကနေပံ့ပိုးနေပါတယ်ဒါပေမဲ့သူတို့ကိုယ်တိုင်ဝင်မတိုက်ပါဘူးသူကနောက်ကနေပြီးတော့လက်နက်ထုတ်ပေးပြီးတော့ဆရာကြီးလုပ်ပါတယ်ဝါကနောက်ကနေပြီးတော့အဲ့ဒါလိုထောက်ပံ့ကူညီတဲ့အတွက်ကိုကန့်ကတိုက်ပြီးတော့တိုက်လို့ရတဲ့နယ်ပယ်ကိုဝါကိုနတ်ပူဇော်သလိုမျိုးဆက်တာပါတယ်ဝါကသူကိုယ်တိုင်တော့စစ်ပွဲမှာမပါသလိုလို ကြားဝင်ပြီးတော့ဖြန့်ဖြည့်ပေးတာလို့လို့ဝင်ပြီးတော့ထိမ့်ပေးတာလို့လို့လုပ်ပါတယ်အဲ့ဒါကိုစစ်ကောင်စီကလည်းမသိချင်အောင်စောင့်ပေးပါတယ်အဲ့ဒါတွေကသူ့အထာနဲ့သူဖြစ်နေကြတဲ့ကိစ္စတွေပါဝါအနေနဲ့စစ်မတိုက်ချင်ပါဘူးသူ့နယ်မြေမှာသူ့ဘီရင်မှာပဲစစ်ကောင်စီကလာကျင်နေဆိုရင်တောင်းမှသူ့ကိုခွင်တောင်းပြီးမှလာရတာပါတနိုင်ငံလုံးစစ်အာဏာရှင်စနစ်ယောက်ကလွတ်မြောက်တာမျိုးကိုသူတို့လည်းလိုချင်ပါတယ်အားပေးပါတယ်ဒါပေမဲ့လက်နက်ထုတ်ပြီးတော့အားပေးတာမျိုးကိုပဲလုပ်ပါတယ် တို့ကိုယ်တိုင်ဝင်မတိုက်ပါဘူးဘာလို့ဝင်မတိုက်တယ်လဲဆိုတော့အကြောင်းမျိုးစုံရှိပါတယ်ဝါအမျိုးသားတွေရဲ့အသက်ကိုမပေးချင်ပါဘူးဝါအနေမြေထဲမှာစစ်ဖြစ်မှာကို မလိုလားပါဘူးအဲ့ဒါကြောင့်သူတို့ကတော့စစ်ကောင်စီနဲ့မာမိတ်ကြီးလိုလိုဘာလိုလိုလုပ်နေပါတယ်ချုပ်ထားတဲ့ငိန်ချမ်းရေးစာချုပ်ကိုရာသက်ပံတစ္ဆာရှိရှိစောင့်သိရိုးသေနေတယ်လို့လို့လုပ်ပါတယ်အဲ့ဒါကိုစစ်ကောင်စီကမသိလို့ဝါကလိန်တိုင်းခံနေရတာလားဆိုတော့ အဲ့ဒါလိုလည်းမဟုတ်ပါဘူးသိပါတယ်စစ်ကောင်စီရဲ့နံပါတ်1ရန်သူကဝါပြီတွေးစီညညရေးတက်မတော်ပါဝါရှိနေသေးသမျှမှာစစ်ကောင်စီအတွက်ခေါင်းပြအောင်မအိနိုင်ပါဘူးတခြားသူတွေကို ရှင်းနိုင်လို့ရှိရင်တခြားသူတွေကိုသာအောင်မြင်လို့ရှိရင်ဝါကိုလည်းဒီနေ့မှာရှင်းပါပါဝါကိုအဲ့ဒါလိုရှင်းရှင်းနေတာက ကြာလာပါပြီသူ့မှာအားမရှိသေးတာကတကြောင်တရုတ်ကိုကြောက်ရတာကတကြောင်ကြောက်တာတသက်လုံးဝါကို မျက်မှောင်ကုတ်ပြီးတော့ကြည့်နေခဲ့တာပါ အခုချိန်မှာစစ်ကောင်စီကိုယ်တိုင်ကဝါကိုဂလန်ကစားမလုပ်ရဲပါဘူးဝါသာဝန်တိုက်မယ်ဆိုလို့ရှိရင်စစ်ကောင်စီပြုတ်တာကြာပါပြီအဲ့ဒါကြောင့်ဝါကိုစစ်ထဲခေါ်သွင်းမိတဲ့အဖြစ်မျိုးမရောက်ရအောင်စစ်ကောင်စီကတတိထားပြီးတော့ရှောင်းနေတာပါစစ်ကောင်စီနဲ့ဝါဟာရှေ့မှာအကိုကြီးညီလေးခေါ်ပြီးတော့လက်ဆွဲနှုတ်ဆက်ပခုံးကိုပွေဖက်လုံနေပေမဲ့အခွင့်သာလို့ရှိရင်နှစ်ယောက်စလုံးကဓာတ်နဲ့ထိုးဖို့စောင့်နေကြတဲ့သူတွေကြီးပါပဲအဲ့ဒါနိုင်ငံရေးပါပဲ 哎呦，哇，是高是高。